ပွားရဏပွဲပွားရဏပွဲနဲ့ဘုရားဘာသာဝင်တွေဘုန်းကြီးတွေပွားရဏပြုတယ်ဆိုတာကြားဘူးကြလိမ့်မယ်အဲ့ဒီပွားရဏပြုတာဘာလို့ထားတော့ဆိုရင်တပားနဲ့တပားနော်အပြစ်ရှင်ပြောပါတကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲနော်အဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့တရင်းညလာဆိုလို့ရှိရင်ဩကတာကရောဂျုံနဲ့ကရောတယ် အဲ့ဒီကရောရာဟာလည်းပဲအပြည့်ရှိလို့ရှိရင်ပပျောက်စီရန်တို့ကဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်ဩကတာထဲမှာပါတဲ့အတိုင်းပေါ့နော်ကာယကံဝစီကံမနောကံတို့ ਨੇ ပြောဆိုပြီးလို့ရှိရင်ပြုလုပ်ပြီးလို့ရှိရင်စိတ်ထဲကကြံစီပြီးလို့ရှိရင်ထိုအပြစ်တို့ပျောက်ပါစီခြင်းချုံပါဆိုလူကြီးသူမတွေမိဘတွေကိုကရောတယ်ဒီလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှမရှိတဲ့ယဉ်ကျေးမှု အဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာပြမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူးကိုကတော့ပြောလိုက်တာပြောလိုက်ပြီးမတောင်းမှန်မဲနေလို့ရှင်အဲ့ဒီအပြစ်ကဘာဖြစ်တုံးဆိုလို့ရှင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်အောင်နိုင်မှုသူဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားတယ် မိဘကိုစော်ကားပြီးပြန်မတောင်းပန်မှုဒီမကောင်းတဲ့စိတ်နဲ့လှုပ်တဲ့ဆိုလို့ရှိရင်သူ့ရဲ့ဘဝတိုးတက်မှုတွေဟာထင်သလောက်မတိုးတက်ဘူးအဟံတာတွေဖြစ်လာတည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်မတောင်းပန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတမျိုးသူဖြစ်တာကတမျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောက်မှကြလို့ရှိရင်အဲ့ဒီတိုင်သွားဖြစ်တတ်တယ်ကြောက်ရတယ်ပေါ့ဒါမှမဟုတ် 你，当你也开一段，妈妈都没钱呢，说这嘛钱；当你也开一段，你来这嘛？这妈面妈皮皮了，表面说没来由，没当完都行。那我的小老公哈，二里皮说看着。